ရှိပြီးသားဒီလာလေးနဲ့တော့ညာတော့နေတတ်တယ်ဒါပေမဲ့ပြင်းပြမှာရှိပါဒီလာယူတဲ့ဟာလေးတွေကိုပါဒီလာယူတဲ့ဟာလေးတွေလည်းတို့ချင်နေသေးတယ်ဆိုတော့အဲ့ဒီပုံမှာဘလို့ပြီးတော့လက်ခံရမလဲယူဆရမလဲဆိုတာကိုမေးတယ်ဟာကောင်းပါတယ်ဗျာပြေလို့ပါမှာ၅ပါးဒီလာလုံပြီးနေတယ်၈ပါးဒီလာလုံနေတော့ပြင်းညံ့နေတဲ့မှာဟလာမနောအေးချမ်းမှုရမယ်စိတ်အေးချမ်းမှုရမယ်ဟလာအဲပြီးတော့ခုနကပြောအဲ့ပြင်းညံ့ဒီလာကလည်းပဲ လာကျွန်တော်တို့သစ္စာတိပီစောက်တည်တဲ့သီလတွေဖြစ်တဲ့အတွက်ဒီဟာသစ္စာတိပီရင်ခန္ဓာရောင်းလို့ပါပြောတော့သစ္စာတိပီရင်ဟလာပြုတဲ့ဒါနသည်ဝိဝိတဒီနာဝိမလွတ်စေတဲ့ဒါနသစ္စာတိပီပြုတဲ့သီလတွေဝိဝိတသီလဝိမလွတ်စေတဲ့သီလဟလာရိုးရိုးစောက်တည်တဲ့စပါးသီလမဟုတ်တော့ဘူးသစ္စာတိပီပြုတဲ့သီလဖြစ်တဲ့အတွက်အမတန်မှကောင်းမြတ်တဲ့အထွတ်အထိပ်ကိုရောက်စေတဲ့သီလဖြစ်ပါတယ် တောင်တစ္ဆာသိပြီးပြုတဲ့ဒါနတစ္ဆာပြုပြီးသိတဲ့သီလတစ္ဆာသိပြီးရတဲ့ဇံလောကီဇံမဟုတ်ဘူးเนาะလောကုတ္တရာဇံဝိဝိတဇံပေါ့เนาะဝိမလွတ်စီတဲ့ဇံအမတမကောင်းမြတ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့သမီးစားပြောကြတာရှိပါတယ်โยยานนาเนี่ยปริตันปิยายานาดูล่ะไม่ดูอะล่ะโยยานนาชิมมาตองมาหละฐานะเนเรยานนาเนี่ย ဒါနပြည့်စုံတဲ့ရဟန္တာရှင်သေဘုလူရဟန္တာမတူဘူးဖရာဣတရက်ဘွယ်ပြီးရတာလေသီလပြည့်စုံတဲ့ရဟန္တာရှင်မကတ္တမတေယုအဲ့ဒါဣတရက်ဘွယ်ပြီးရတာလေဒါမလို့သီလပြည့်စုံတဲ့ရိုးသီလပြည့်စုံတဲ့ရဟန္တာ ਨੇ ဟလာနောက်ဆုံးဒီရှင်မကတ္တပယုဆိုကြတော့ပရိသမိယပတ္တအဲ့ဒါအရှင်မကတ္တပပရိသမိယပတ္တရဟန္တာကြီးအဲ့ တိလပြည့်စုံတဲ့ယန္နာနဲ့တိလမပြည့်စုံတဲ့ယန္နာကွာမနေဘူးလားအဲ့တော့တိလယန္နာမှန်ရင်တော့တိလတော့ပြည့်စုံတာကြီးပဲဒါပေမဲ့အဋိတရတဲ့တိလတွေဒီပြည့်စုံသွားကြတယ်ဒါကြောင့်မလို့ဘုရားရှင်ကိုယ်တိုင်ချီးကျူးရတယ်ရှင်မကသကသဗ္ဗမထေရီဟုတ်လားတိလအရာမှာဣတရက်ဘွယ်ပေးရတာပဲသဘောတရားနော်ဒါကြောင့်မလို့အဲရိုးယန္နာနဲ့ဒါနပြည့်စုံတဲ့ယန္နာဒါနပြည့်စုံတဲ့ယန္နာဒါလုံးနဲ့ရိုးရိုးယန္နာနဲ့တိလပြည့်စုံတဲ့ယန္နာတိလပြည့်စုံတဲ့ယန္နာတွေကဒါလုံးနဲ့ဟုတ်လား အခါဇံရတဲ့ယန္တာနဲ့ဇံမြရတဲ့ယန္တာဇံရတဲ့ယန္တာတွေကတာလွန်နေအခါယူယန္တာနဲ့အလားအခုပညာနဲ့ဖြစ်တဲ့ယန္တာပညာဖြစ်တဲ့ယန္တာတွေကတာလွန်နေအဲပညာဖြစ်တဲ့ပြိတ္တမိတဲ့ယန္တာရင်းတော်မှာသာဖျားရှင်ကဣတရက်ဘွဲ့အမျိုးမျိုးကိုပြီးကြသွားတာဖြစ်ပါတယ်ဟုတ်တယ်မလားဒီလာယာမတာလွန်နေယန္တာကိုဣတရက်ဘွဲ့ပြီးတယ်ပညာယာမတာလွန်နေယန္တာကိုဣတရက်ဘွဲ့ပြီးတယ်ဇံယာမတာလွန်နေယန္တာကိုဣတရက်ဘွဲ့ပြီးတာဖြစ်တဲ့အတွက်လောကထဲမှာလည်းဟလာဒီလာနဲ့ပြည်စုံတယ်ဒါနနဲ့ပြည်စုံတယ် ဟလားဇာနေနဲ့ပြည့်စုံတဲ့ပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာဘုရားရှင်ကနှိမ့်သက်တော်မူတဲ့အတွက်ဣတရေဘွဲ့ပင် ပြီးခဲ့ကြတာဖြစ်ပါတယ်။တော့9ပါးသီလ10ပါးသီလနဲ့အခုကျွန်တော်တို့ပညာဥမှုတွေချင်းချင်းနဲ့မှာကို10ပါးသီလ9ပါးသီလပြည့်စုံတဲ့ပုဂ္ဂိုလ်များပါရင်တော့သူတို့ကကျွန်တော်တို့ရဲ့ဒါလုံးနဲ့ပြောရမှာပေါ့ဗျာ။အပ္ပဒါမကောင်းမြတ်တဲ့တရားတွေဖြစ်ပါတယ်။ဟုတ်ဟုတ်ဟုတ်ကဲ့ပါတယ်ခိုင်အဲ့ဒါလေးနည်းနည်းသိချင်လို့ပါမေးတဲ့ပုဂ္ဂိုလ်တွေလည်းရှိနေကြလို့ပါတင်ပါတင်ပါတင်ပါဗျာ သာဓုသာဓုဒါပေမဲ့တခုတော့ရှိရဲ့အိဗန်ရောက်သွားရင်တော့အားလုံးကအတူတူပါပဲနော်လောကမှာတော့ဘုရားကိုယ်တိုင်ခွဲခြားပြီးတော့ဟောခဲ့တာမို့လို့ဒါဒါရီယာသူပို့မှုပြီးတော့ထူးခြားတဲ့ပုံစံတွေဖြစ်ပါတယ်သဘောတရားနော်သီလနဲ့ပြည့်စုံတဲ့ပုံစံတွေအမတန်မှကြီးညိုပဲကောင်းပါတယ်သီလရနဲ့ပြည့်စုံတဲ့သမာဓိရနဲ့ပြည့်စုံတဲ့အကုန်လုံးပြည့်ပြည့်စုံတဲ့ပြည့်စုံအောင်ဖြစ်ဖို့အတွက်ဘုရားရှင်ကတိုက်တွန်းခဲ့တာဖြစ်ပါတယ်နော် အခုဟိုမနေ့ဖျားရှိခိုးပြီးရွေ့ချင်နေတဲ့ဟာတွေပေါ့ဆရာအစုံဘဝရွေ့ချင်နေရရွေ့ချင်နေအဲ့ဒါတွေကရောဟိုဘယ်လိုဘယ်လိုဖြစ်နိုင်လဲဆရာအဲ့ဒါမရွေ့ရရင်စိတ်မကောင်းဖြစ်နေတဲ့လူတွေလည်းရှိလို့လေဟာဟာမရွေ့ရရင်စိတ်စိတ်စိတ်ကောင်းသွားအောင်ရွတ်ပေါ့ဗျာနေရာဟာလာကျွန်တော်တို့ကဗာလဲဆိုတော့ဟိုပြုစရာကိစ္စကိုပြုခဲ့ပြီးဖြစ်တယ်ဟာလာအမတန်မှခက်ခဲတဲ့ သာသနာမှာရရှိမှုအခက်အခဲဆုံးဟလာသာသနာတော်မှာတန်ဖိုးရှိဆုံးဘာလဲဆိုတော့သိရမယ်เนาะဟလာသူပြုလိုက်တဲ့တန်ဖိုးဟာတစ်ချက်တန်လားနှစ်ချက်တန်လားဟလာတစ်ဆောင်တန်လားတစ်ဆောင်တန်လားတစ်သိန်းတန်လားပေါ့เนาะအဲ့တော့ကိုပြုလိုက်တဲ့အပြုတွေကဘယ်လောက်တန်လဲဆိုတာသိပြီလို့ရင်တော့ကိုကောင်းနေပြောရမှာပေါ့သဘောတရားเนาะအဲ့တော့ကိုကဘာလို့လူကျင်တာလဲပေါ့ဘယ်တန်ဖိုးလူကျင်တယ်လဲဥပမာဒါနရဲ့တန်ဖိုးလူကျင်ဒါနပြုပါသီလရဲ့တန်ဖိုးလူကျင်သီလပြုပါဘာဝနာရဲ့တန်ဖိုးလူကျင်ဘာဝနာလုပ်ပါ အဲဇန်ရတန်ဖို့လို့ရင်ဇန်နေလုတ်ပါဟလားပရိကြီးပရိကြီးဆက်တော့ရွှေ့ရှင်တယ်နတ်တေလူတွေချစ်ခင်နေတယ်ဆိုလို့ရှိရင်လည်းပရိဆက်တော့ကိုရွတ်ပါဘုရားကိုယ်တိုင်ကရုပ်ခွန်ပေးခဲ့တာဖြစ်တဲ့အတွက်အဲ့ဒါအရင်မရွတ်ပါဘူးလို့ကျွန်တော်တို့ကျွန်တော်တို့ဝိမုတ်တိအတမ်းမြင်ထားတာမရှိပါဘူးသဘောတရားတော့ဒါမှမဟုတ်အခုလို့ဟလားဒုဗေကန္တကတတကန္တကဆိုတော့ဒီကကြီးကြီးစိုက်လာတဲ့အခါမှာဘုရားရှင်ကဟလားယန္တကျွန်တော်တို့ဒီရဏတုတ်ဆိုတာဘုရားရှင်ကဒီကတ်တွေကြော်တဲ့အဲ့ဒီတရားဝင်ကျွန်တော်တို့ရုတ်ခိုင်းခဲ့တာပဲဖြစ်တယ်ညောနန္ဒကိုယ်တိုင်ရုတ် ရွတ်ပတ်တယ်ဆက်ခိုင်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်ကမှယနာတုတ်တို့ဘာလို့ရွတ်တယ်ဆိုတာတရားရှင်ကိုယ်တိုင်ကခွင့်ပြုခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာမှပြိပင်တားဆီးစရာမရှိဘူး။အဲ့ရဲ့ပရိကြီးတွေအကျိုးအနည်းတင်နေရလဲပဲအမှန်တကယ်ရှိနေတာပဲ။အဲ့တော့ကိုယ်ကဘာလို့လူကျင်တာလဲဘာအကျိုးလူကျင်တာလဲကိုယ့်မှာအခက်အခဲဖြစ်တဲ့အခါမှာဟလာမှာအချို့တော့ငါလွတ်ရှင်ငုံမင်းတို့ရုပ်ပေါ့ဒါသူရဲ့ရည်ညွှန်းချက်ပါပြီးသားပဲလေ။အဲ့လားတကယ်ကတ်တွေဘေးတွေကကြိုးနေတော့ရဟနာတုတ်တွေရွတ်ပါအခုနောက်ဆုံးရွတ်တဲ့တုတ်တွေလည်းရှိတယ်အဲ့တော့ ိဋကတုတ်ကလည်းဘုရားရှင်ကိုယ်တိုင်ကသူ့ရဲ့ဆိုင်းရဆိုင်းရလောကဘေးဒုက္ခတွေကိုကျော်ပြတ်ဖို့အတွက်ဟလာရုပ်ပတ်ရဲစဲခိုင်းတဲ့တုတ်တွေဖြစ်တဲ့အတွက်အဲ့တုတ်တွေကိုလည်းပဲကျွန်တော်တို့ရွတ်ဆိုသေးပါတယ်အဲဒါမဲ့အဓိကကတော့ကြိုက်တာလို့အပေမလွတ်သေးရင်တော့အဲ့ဓာရီကစိတ်ရှာတဲ့အလုပ်တွေမဟုတ်ဘူးသန္တာမရသေးဘူးဆိုရင်စိတ်ရှာတဲ့အလုပ်တွေမဟုတ်ဘူးဟလာဒုက္ခခတ်သိချုပ်ငြင်းမှန်နိဗ္ဗာန်ကိုမှကိုယ်တိုင်ဉာဏ်နေနဲ့ကိုယ်တိုင်ရဲရင်ရရှိပြီးတော့မှ သက်ဆိုင်ရာတွေကိုကျွန်တော်တို့လိုချင်တဲ့တန်ဖိုးတွေကိုလိုချင်တဲ့အလုပ်တွေကိုလုပ်ခွင့်ရှိပါတယ်။ကောင်းတာမှန်တယ်ဗျာလုပ်ခွင့်ရှိပါတယ်။ဟုတ်ပြီနော်။ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်။ဟာဟာ။ဆရာဟိုလေလူသိမ့်နေဆိုတာရှင်းပြပေးပါ။အလူသိမ့်တာ။ပညာဝိမုတ်အနေနဲ့ပညာဝိမုတ်တိအနေနဲ့အလူသိမ့်တာကအလူလေးချက်ရှိပါတယ်။နံပါတ်1ဟုတ်လားအပယ်လို့ရှင်တဲ့အလူသိမ့်အောင်။မသိသေးရင်အပယ်သိဘူး။ ဟလာလွတ်သွားပြီဆိုရင်လည်းလွတ်ရှင်တဲ့အလိုမလာတော့ဘူးပေါ့နော်အဲ့တော့သန္တာရက်ရှင်တဲ့အလိုသိရမယ်သန္တာမရသေးတဲ့လူတွေကတော့သန္တာရက်ဖို့အတွက်ပြုစားအထုတ်နေကြတာပေါ့နော်အခုကျွန်တော်တို့ကြတော့သန္တာရက်သွားအစဉ်ရက်သွားပြီလို့ဆုံးဖြတ်နိုင်သွားပြီဆိုသန္တာရက်ရှင်တဲ့အလိုသိသွားပြီနောက်ကနိဗ္ဗာန်မြင်ခြင်းဝင်ခြင်းတဲ့အလိုဟလာအခုနိဗ္ဗာန်ကအခုဘုရားဆရာပြောတယ်ဟလာမင်းအဲသောတာပန်တရားကနိုင်ငံရဟန်းမဖြစ်ရှင်နေပါစေဟလာအခုဘဝနိဗ္ဗာန်ရအခုယူမယ်ဆိုရင် အသေးမှနောင်ကနာပေါ့ဥပါရမဆွဲရင်နိဗ္ဗာန်ဝင်တာပါပဲဆိုပြီးတော့သူကအသေးမှပြောတော့တာဖေဟာကျွန်တော်တို့ဥမ္မတိသာသနာဖေဟာသာသနာကအဲ့တဲ့တိကြတယ်အသေးမှပြောတာမဟုတ်ဘူးအခုကိုနိဗ္ဗာန်ဝင်တာပြောတယ်ခဏဝင်တာလိုက်ပြောတာမဟုတ်ဘူးထာဝရဝင်တာပြောတယ်အပဂိတာဝကဆိုတာပဂိတိုင်နိဗ္ဗာန်ဝင်နေတယ်မသိဘူးအဲကြောင့်နိဗ္ဗာန်ဝင်တာလဲဒုက္ခအပိတိုင်ကုန်ဆုံးသွားလို့ဟုတ်လားဒုက္ခဒီခဏတုံညာလားအစဉ်တုံညာလားမေးအစဉ်တုံညာဆိုတာကျွန်တော်နားလဲသွားတယ်အဲ့လိုအစဉ်တုံညာလို့နားလဲသွားရင်ကျွန်တော်တို့သိတဲ့ဒီတော့သိတဲ့ညာက ိဗံခဏဝင်သွားလားအပိဓာန်ဝင်သွားလားအဲအပိဓာန်ဝင်သွားတာသင်မဝင်တာမဟုတ်ဘူးအခုဝင်တာတဏိတိကအာဂရိကဆိုတရားကုံတော်နဲ့အညီနိဗ္ဗာန်ကိုမျက်မှောက်တဲ့တဲ့မှာနိဗ္ဗာန်ကိုအပိဝင်သွားပါတယ်လို့လက်ခံနိုင်တဲ့အသိဉာဏ်ကိုဒါကျွန်တော်နိဗ္ဗာန်မင်းနဲ့အဲ့လိုသိနေလို့ပြောတာဖြစ်ပါတယ်ဆိုတာနော်ဒါပေမဲ့အဲ့ဒါကိုမသိသေးမြတ်ဘုရားရှင်ရဲ့တရားကုံတော်ဓမ္မစွမ်းအောင်ကိုလည်းနားလည်မှာမဟုတ်ဘူးသဘောတည်းနော်ဒါမှမဟုတ်ဘယ်လိုကျင်တယ်လို့သိနေဘာသာရဲ့ကျင်တယ်လို့သိနေဒါအခုနဲ့ကျွန်တော်ရှင်းပြခဲ့ပြီတန်လျာ ်တန္တရာလဲတော်သိတယ်တန္တရာရက်သွားတာသိတယ်။နောက်နိဗ္ဗာန်ဝင်တော်သိတယ်။နောက်ပြီးဆုံးကနိဗ္ဗာန်ချမ်းသာခံစားခြင်းနဲ့အလိုသိမ်းရမယ်။ဟုတ်လားအဲနိဗ္ဗာန်ချမ်းသာခံစားခြင်းနဲ့အလိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်အများအားပြောတဲ့သဘောတရားနော်ဟုတ်လားနေကူရဲလာတဲ့လူဟာအရေးကိုအာရုံပြုပြီးလာတယ်ခြေောက်ကလည်းရှောက်ရရှောက်တာစရဏဟုတ်လားရှာတာကမျိုးလုံးကရှာတဲ့အတွက်ဝိဇာဝိဇာစရဏဟုတ်ပြီးအရေးအောက်ကိုရောက်ပြီးဝိဇာကလည်းရှာစရာမလိုတော့ခြေောက်ကရောရှောက်စရာမလိုတော့ ဒါပြလို့ရှိရင်အဲ့ထဲမှာအရေးအကိုရောက်သွားတဲ့လူကအဲ့နေမယ်သတိရှိဘူး။ तू ကပူမာလာအေးမှာ။အေးမှာပဲလေ။ဒါပေမဲ့ကျွန်တော်တို့က three plan ကလာခဲ့တဲ့အတွက်အဲ့ဒီမိကုန်းမေးလိုက်အေးမှာပါဆရာလို့အားလုံးကဖြစ်နေကြပြီမယ်။လက်တွေ့မှာကြောင့်မအေးဘူးဆရာဖြစ်နေတာသဘောတရား။ဟုတ်တယ်မလားနော်။အဲ့တော့သတိရှိတာမရှိရနဲ့မဆိုင်တော့ဘူး तू ကပါဆိုတော့နေမဝင်သွားပြီဆိုတဲ့ကူကနေမတဲမှာအစဉ်အေးမြောက်ဝင်ကို तू ကရသွားပြီ။ဒါမှမဟုတ်အဲ့ဒါကိုမရသေးဘူးထင်လို့ ရကျင်နေရကျင်နေဆိုတော့အလိုကြီးပြန်ပြန်ပြီးတော့ပေါ်နေတယ်ဆိုရင်တော့နိဗ္ဗာန်နိဗ္ဗာန်ချမ်းသာခံစားခြင်းနဲ့အလိုသိမ့်မှာမဟုတ်ဘူးသဘောတည်းနော်ဒါမှမဟုတ်နိဗ္ဗာန်ချမ်းသာခံစားခြင်းနဲ့အလိုဘယ်ချိန်မှသိမ့်မလဲသုတေသဝိနိမောဒဓမ္မနာမနတ္တိအာယုမပေါ်သည်မြစိတ်ဆွေသိယုတ်တွေကသစ္စာလေးပါးတပြိုင်နက်မြင်ပြီဆိုရင်ဟလာအဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်ချမ်းသာခဏခံစားလားအစဉ်ခံစားပြီလားအစဉ်ခံစားအဲ့အစဉ်ခံစားဘာကြောင့်လဲဒုက္ခခဏကုန်သွားလားအပိကုန်သွားလားအဲ့ဒုက္ခအပိကုန် ေါ်နေတဲ့တရားအလုံးကလည်းသာဝရဆင်ကျေသွားတယ်။ရန်သူဖြစ်မကြံတော့ဖြစ်ကြံတော့တယ်။ကြိုက်တဲ့သစ္စာ၄ပါးပေါ်မိတ်ဆွေကြီးပဲ။အရင်တော့ကျွန်တော်သူမသစ္စာဒုက္ခသစ္စာရန်သူဖြစ်ကြံတယ်။သူမသစ္စာဒုက္ခသစ္စာမိတ်ဆွေဖြစ်ကြံတယ်။ဆင်ကျေတဲ့တရားဖြစ်ကြံတယ်။ဟုတ်လား။အဲ့ဒုက္ခတွေချုပ်ငင်းပြီးတော့ကျွန်တော်တို့ရှိနေတယ်။ခဏချုပ်ငင်းတာမို့သာဝရချုပ်ငင်းသွားတဲ့အတွေ့ဟုတ်လား။အာယုံမှာတောင်းမလို့အတူလုံးနေမက်ဖို့ငွေကိုမရလင်ညာဆင်းရဲပွားကြီးကျွန်တော်တို့ကကိလေသာလည်းဆင်းရဲကြောင်းကလည်းရှိတယ်ဒုက္ခလည်းရှိတယ်ဆိုတော့ နိဗ္ဗာန်ချမ်းသာပြောက်အခုစင်ရဲ့ရောင်းကလည်းအစင်မရှိဘူးဒုက္ခလည်းအစင်မရှိဘူးဆိုတဲ့အခါကျတော့အစင်လို့ပါတဲ့အတွက်ဒုက္ခအစင်ကုန်သွားပြီကွာဆိုတော့ तू ဟာဟဲ့ဒါမှအာမထုကပဲရရှိနေတဲ့နိဗ္ဗာန်ကြီးအမွေရတာတလို့ပဲအာထုလို့ပေါ်နေတာမဟုတ်သူ့ဟာသူရှိနေတယ်အဲ့ဒုက္ခအစဉ်ကိုဆုံးနေဆိုတာနိဗ္ဗာန်ပဲအဲ့နိဗ္ဗာန်ကလည်းအမွေရထားတဲ့နိဗ္ဗာန်ဖြစ်ပါတယ်တခါအဲ့နိဗ္ဗာန်ပေါ်လာအောင်လဲဒုက္ခတွေကုန်သွားအောင်လဲဘာလုပ်ရအောင်မလဲမေးတော့ ဘာမှလုံးစရာမရှိပဲနဲ့ဒုက္ခကုန်းနေတာပါတဲ့သဘောလေးอ่ะเนาะအဲ့အလုံးကြီးနာနိဗ္ဗာန်ချမ်းသာပဲလေဒါကြောင့်မလို့ဟာလာအတူလူနေမက်ဖို့မွေမက်ကလည်းအမွေရတယ်လို့ပဲဖိုးကလည်းအမွေရတယ်လို့ပဲကိုအားထုတ်ပြီးရမယ်လို့စဉ်းစားတဲ့အတွေ့အကြုံကိုရက်ဆိုင်ပြင်နိုင်ရမယ်ဒါတွေအစင်ရှိနေတဲ့တရားတွေပါလို့နားလည်ပြီးတော့ခံစားနိုင်မယ်ဆိုရင်တဲ့ဟာလာသစ္စာလေးပါးကိုဒီကနေ့မြင်ပြီးဆိုရင်နိဗ္ဗာန်ချမ်းသာအစဉ်ခံစားနေရတာဖြစ်ပါလေဒါမှမဟုတ်ပဂတိတာဝကဆိုတာပဂတိတိုင်း ိဗ္ဗံချမ်းသာအစဉ်ခံစားနေရပါတယ်မသိလို့အဲ့လိုပြောတာပေါ့နော်ဒါမှမဟုတ်အဲ့အစဉ်ခံစားနေရတာကိုကျွန်တော်တို့ကအစဉ်ခံစားရတဲ့အတိုင်းပဲနေနိုင်မှုလိုပါတယ်အဲ့တော့အလိုသိလေးချက်သိရတယ်မှာနမိဘယ်လိုချင်လဲလို့သိမယ်သံသရချင်လဲလို့သိမယ်နိဗ္ဗံဝင်ချင်လဲလို့သိမယ်နိဗ္ဗံချမ်းသာခံစားခြင်းနဲ့အလိုသိမှလိမ့်မယ်အဲ့အလိုလေးချက်သိပြီဆိုရင်တော့ဟလာလူလေးချက်သိသွားသူ့မှာရရှိမဲ့အကျိုးတရားတွေကအပယ်လွတ်ခွင့်လည်းရသွားပြီသံသရရက်ခွင့်လည်းရသွားပြီ ိဗံဝင်ခွင့်လည်းရပါပြီနိဗ္ဗာန်ချမ်းသာခံစားခွင့်လည်းရပါပြီအဲယန္တာဖြစ်သွားမယ်ဆိုရင်တော့အလိုဟူသမျှတိမ့်သွားပါလိမ့်မယ်ကျွန်တော်တို့ကလောကအလိုတွေတိမ့်တာမတိမ့်တာကဗရဏမကြပါဘူးတကယ်ဗရဏကြတာကဘာလဲအခုနပြောတဲ့အလိုညက်သိမ့်မှုသာလေဗရဏကြတာဖြစ်ပါတယ်အဲအလိုလေးချက်သိမ့်သွားရင်နိဗ္ဗာန်တည်းကိုလည်းရောက်နေပါပြီနိဗ္ဗာန်ချမ်းသာကိုလည်းခံစားနေရပါပြီအမလို့လွတ်လပ်ခွင့်ရသွားပြီ ်ခြေရန်လည်းပြုတ်ပြီးကျိုးလည်းပြတ်ပြီးဒိဋ္ဌိလည်းပါလည်းမရှိတော့တဲ့အတွက်ဟလာလွတ်လပ်စွာကျွန်တော်တို့ဝိမုတ်တိရဲ့အရာသာကိုခံစား권ရနိုင်သွားတဲ့ပုဂ္ဂိုလ်များရဲ့အသိဉာဏ်ပဲဖြစ်ပါတယ်။အဲ့လောက်ဆိုရပြီလားဆရာမ။ကျေးဇူးပါဆရာ။အဲ့ပါ။